အလုံးမင်္ဂလာပါကျွန်မဒီနေ့ကဒီ constructed subordinating conjunction pattern လို့ခေါ်တဲ့ဒီ pattern လေးတွေပေါ့နော်ဒီနေ့တခုပြောပြသွားမှာဖြစ်တယ်အဲ့တော့ဒီနေ့ pattern ကတော့ not because but because အဲ့နဲ့ဒီ similar ဖြစ်တာက not that but that ပေါ့နော်ဒါပေမဲ့ဒီ qua charge တွေကိုတော့ကျွန်မတို့ example လေးကြီးပြီးတော့ပြောသွားမှာဖြစ်ပါတယ် ဲ့တော့အရင်ဦးဆုံးကျမတို့ not be caught but be caught အကြောင်းပြောမယ်အဲ့တော့သူ့ကိုကျမတို့ဒီတုံးရတဲ့ရည်ရွယ်ချက်ပေါ့နော် purpose purpose လို့မထွက်ဘူးနော် purpose အဲ့တော့ကလည်းဒီ clarify လုပ်ပေးတာဒီမှန်အောင်နော်ရှင်းလင်းချက်ပေးခြင်းတဲ့နေရာမှာတုံးတယ်အဲ့တော့ဒီအဓိကဒီအကြောင်းပြချက် reason အဲ့တော့ဒီ because ဆိုတဲ့စကားလုံးပါတဲ့အတွက်ကြောင့် w h y နဲ့ meta နဲ့ make on တဲ့အဖြေကဒီဟာ โอเคเนาะအဲ့တော့ခုနကဖော်ပြထားတဲ့ not that but that ဆိုတာကဒီတကယ်တကယ်အချောင်းအရာကိုဖော်ပြပေးခြင်းတဲ့အခါမှာသုံးတာဒါက wh question ဟာအတွက်ဒီ why အတွက်အဖြစ်เนาะအဲ့တော့ကဒီ true reason ကိုကျွန်တော်တို့ clarify လုပ်တယ်ပေါ့เนาะရှင်းလင်းချက်ပေးခြင်းတဲ့အခါမျိုးမှာသုံးတယ်အဲ့တော့ဒီ pattern အပြည့်ဆိုရင်တော့ main clause အရင်က မယ် main clause ဆိုတော့ sergeant never ပါတဲ့ဒီဝေကြလာမယ်ပြီးတော့ not because အဲ့ဒီအနောက်မှာဒီဒီယူဆရတဲ့နော်အကြောင်းပြချက်တမို့မှားယွင်းနေတဲ့အကြောင်းပြချက်အဲ့ဒီအကြောင်းအရာကြောင့်မဟုတ်ပါဘူး bad because ဒါကြောင့်တာလင်းဖြစ်တယ်ဆိုတဲ့အကြောင်းညာနော်အဲ့တော့ bad because နဲ့တွဲတဲ့အရာက true reason not because နဲ့တွဲထားတဲ့အရာကဒီယူဆရတဲ့အကြောင်းပြချက်ဒါမျိုးလာမှာဖြစ်တယ်အဲ့တော့ဒီ not because bad because ဆိုတဲ့အရာကိုကျမတို့ကဝေကြရဲ့ဝေကြတဲ့အကြောင်းရဲ့အစအ ်လဲအစုံเนาะဒီသုံးခုစလုံးမှာတွေ့ရနိုင်တယ်အဲ့တော့သူဒီဒီဝက်ကြနှစ်ကြောင်းအ ਨੇ ဆုံးပါရမယ် အဲ့တော့အဲ့ဒီ clause ပေါ့နော်ဒီဝါကြနှစ်ကြောင်းရဲ့ဒီ contrast ဆိုတာဆန့်ကျင်ဘက်ကို ပြောင်းဖို့အတွက်ဘယ်ဟာတော့ဒီ actual အမှန်တကယ် meaning ကဒါဒီ user တာကဒါဒီနှစ်ခုကိုကျွန်တော်တို့ကဒီ contrast လုပ်ဖို့အတွက် not because but because ဆိုတဲ့ pattern ကိုသုံးခြင်းဖြစ်တယ်အဲ့တော့သူဒီကျွန်တော်တို့ဘယ်လိုနေထားမျိုးတွေမှာအလေးနဲ့ထားပြီးပြောလဲဆိုတော့ real motive motive ဆိုတာက purpose ကိုပဲပြောတာအကြောင်းပြချက်ဒီအကြောင်းတရားဒီရည်ရွယ်ချက်အဲ့ဒါတွေကိုအလေးအနက်ထားပြီးတော့ပြောခြင်းတဲ့နေရာ ာမှာတုံးတယ် academic writing မှာလည်းတွေးရတယ်ပြီးတော့ persuasive ဆိုတာဒီကျမတို့ဖျားယောင်ဖျားယောင်တွေးဆောင်တာပေါ့နော်ဒီ convince လုပ်တဲ့နေရာ persuade လုပ်တဲ့နေရာမျိုးမှာပြီးတော့ reflexive writing လို့ခေါ်တယ် reflexive writing ကဒီစင်ချင်းသုံးသပ်တာနော်သုံးသပ်ချက်တွေရေးတဲ့အရေးသားမျိုးတွေမှာတွေးရမှာဖြစ်တယ်အဲ့တော့ကျမတို့ exam ပါလေးနဲ့စာမယ်နော် တော့ကျွန်တော်တို့ဒီမှာ exam မှာငါကြောင်ပေးထားတယ်ဘာသာပြန်ကြည့်မယ် she accepted the position not because it promised a high salary but because it offered an opportunity to lead ground breaking research အဲ့တော့ကျွန်တော်တို့ not because but because တော့ not because နောက်ကလိုက်လာတဲ့ဒီ meaning ကယူဆရတဲ့ meaning but because ကကျွန်တော်တို့အတွက် actual တဲ့တကယ်ကိုမှ true meaning ပေါ့နော်အဲ့တော့ဝါကြသည်ကျွန်တော်တို့အရင်ဦးဆုံးအရှိမ main clause လို့ပြောတဲ့အတွက်ကြောင့်သူအဓိပ္ပာယ်က သူမက the position ဒီရာထူးကို accept လက်ခံလိုက်ဒီဒါက main clause အနောက်မှာကျွန်တော်တို့လိုက်လာတယ် non because အဲ့ဒီအကြောင်းအရာကြောင့်မဟုတ်ဘူး it promised a high salary เนาะဒီလာစာအမြင့်ကြီးပေးမယ်ဆိုတဲ့အကြောင်းအရာကြောင့်မဟုတ်ဘူး but because အဲ့ဒါကြောင့်တလျင်ဖြစ်ပါတယ် it offer ဒီ position က offer ကမ်းလှမ်းတဲ့ an opportunity အခွင့်အလမ်း ဘလို့အခွင့်အလမ်းမျိုးလဲဆိုတော့တူလီဦးစီးဦးဆောင်ပြုလုပ်ဖို့ရန်အတွက် ground breaking research เนาะဒီ nepal အစ်စ်เนาะဒီအဲ့ဒါကိုဟိုကိုကနေပြီးတော့ပေါ့เนาะဒီကနဦးပေါ့เนาะစပြီးတော့မိတ်ဆက်ပြီးလုပ်ရတဲ့ဒီသူတေသနာမျိုးလုပ်ဖို့တဲ့အခွင့်အလမ်းရှိတဲ့အတွက်ကြောက်တာလေသူမကဒီ possession ရာထူးကိုလက်ခံလိုက်ခြင်းဖြစ်တဲ့ example 2 the policy was implemented not because it was politically expedient bad because it addresses a genuine social need အဲ့တော့ကျွန်တော်တို့ not because bad because ရဲ့အရှိမက main class အဲ့တော့အဲ့ဒီ policy ဒီမူဝါဒကို was implemented ဆိုတာကလက်တွေ့ account အထက်ပေါ်လိုက်ပြီတဲ့ not because အဲ့ဒါကြောင့်မဟုတ် it was the politically expedient ဖြစ်တယ်เนาะ politically the expedient ဆိုနိုင်ငံရေးအတွက် နော်ဒီအကျိုးအမြတ်ရှိခြင်းကြောင့်မဟုတ်ပါဘူး age address address ကဒီညမှာအကင်တွယ်ဖြည့်ရှင်းပေးတယ်ပေါ့နော်အဲ genuine social need အမှန်တကယ်ကို genuine က true အဲ့တော့စိမှန်တဲ့ဒီလူမှုရေးရာလိုအပ်ချက်ကိုအကင်တွယ်ဖြည့်ရှင်းပေးတဲ့အတွက်ကြောင့်မို့လို့ဒီမူဝါဒကို implemented လက်တွဲ account တွေပေါ်လိုက်ခြင်းဖြစ်သည် is a mother she joined the fund not because it was prestigious but because it shares our value of transparency and innovation. အဲ့တော့အရှိမာက main class she join the fan ဒီ company ကိုသူမကလာပြီးတော့ join တယ်เนาะဒါနဲ့ပူပေါင်းပြီးတော့အလုပ်လုပ်တယ် not because အဲ့ဒါကြောင့်မဟုတ်ဘူးဘာကြောင့်လဲ prestigious ဂုဏ်သိက္ခာကြီးမာတဲ့အတွက်ကြောင့်မဟုတ်ဘူးဒီ IT ဒီအရှိမာရှိတဲ့ဒီ fan ကိုကိုစားပြုတာเนาะအဲ့တော့ကဒီ company ကဒီ prestigious ဂုဏ်သိက္ခာကြီးမာလို့သူမကလာ join တာမဟုတ်ဘူး that because it's here her value or transparency and innovation သူမရဲ့တံပိုးထားတဲ့ဒီပွင့်လင်းမြင်သာမှုတို့ innovation စသစ်တီထွင်မှုအဲ့ဒါတွေကိုဒီ company က share လုပ်ပေးတဲ့အတွက်ကြောင့်မျှဝေပေးတဲ့အတွက်ကြောင့်မလို့လာ join ခြင်းဖြစ်တဲ့ example for the company approve เนาะ attribute ပေးတယ်တဲ့ proposal ကို attribute လိုက်ပြီးအဲ့တော့အရှိကတဲ့ company approve တဲ့ proposal ကကျမတို့ရဲ့ main class အနောက်မှာလိုက်လာတဲ့အရာเนาะအနောက်မှာဒီ not be got bad be got ကဒီ constructive subordinating conjunction တွေနဲ့တုံးထားတဲ့ class တွေ not be cause on external pressure နော်အနောက်မှာကကျွန်တော်တို့ subject verb မပါလဲရတယ်နော်ဒီ subject ကပြုလုပ်သူဒီ very obvious အရင်ကမှတိတာထင်ရှားဆိုထပ်ထပ်ပြီးတော့မရေးဘူးအဲ့လိုရေးသားမျိုးကျွန်တော်တို့ရှောင်ရှားရတယ်အဲ့တော့ odd external pressure ဒီပြင်ပဖြစ်အားကြောင့်မဟုတ်ဘူး but because it met every ethical standard နော် ethical ဆိုကျေဝန်နဲ့ဆိုင်တဲ့ standard စံချိန်စံနှုန်းအဲ့ဒီစံချိန်စံနှုန်းတိုင်းကနော်ဒီ committee ကဒီ proposal မှာဖော်ပြထားတဲ့ ethical standard တိုင်းက committee ကဘာဖြစ်လဲလိုအပ်ချက်နဲ့ကိုင်းညီတဲ့အတွေ့အကြောင်းဒီ proposal ဆိုပြုလွှာကို approve အတည်ပြုပေးတာ example 5 he continue his study not because he lack employment option that because he was driven by intellectuals curiosity အဲ့တော့သူကတဲ့သူရဲ့လေးလာမှုကို continue ဆက်လက်ပြီးတော့လေးလာသင်ယူတယ် ဘာကြောင့်အဲ့လိုမျိုးလေးလာတင်ယူလဲဆိုတော့က employment option เนาะ option အဲ့တော့ဒီအလုပ်ဒီ employment option ဆိုတော့တစ်ထွဲလုံးမှသာပြန်လိုက်မယ်เนาะအလုပ်အကင်ရွေးချယ်စရာသူ့မှာ lack ဆိုတာမရှိခြင်းကြောင့်မဟုတ်ဘူးအလုပ်လုပ်စရာရွေးစရာအလုပ်မရှိလို့မဟုတ်ဘူးတဲ့ he was driven but to be never to be သုံးထားတဲ့ကြောင့်ဒါဒီဒီ he ဒီကျွန်တော်တို့ object ညာကိုဝင်တဲ့ pronoun เนาะဆိုတော့ intelligent curious curiosity သူ့ရဲ့ဒီညာရင်ညာသွေးပိုင်းဆိုင်ရာ curiosity ဆိုတာသိလို့စိတ်အဲ့ဒီအရာက ာဒီမောင်းနှင်ခြင်းကိုခံရတဲ့အတွက်ကြောင့်လေးလာတည်ယူမှုကို သူကဆက်လက်လှုံ့ဆော်သည်เนาะအရှိမရှိတဲ့ဒီ not because ရဲ့အရှိကဟာက main clock သူပြောချင်တဲ့ဒီကရည်ရွယ်ချက်ကလေးလာတည်ယူမှုကိုသူကဆက်ပြီးတော့လှုံ့ဆော်သည်ဆိုတာ main clock အနောက်မှာကကျွန်တော်တို့ကို reason အကြောင်းပြချက်ကိုပေးခြင်းတာဖြစ်တယ်เนาะ တော့ကျမတို့ဒီ advanced ဝကြလေးတွေကို၃ခုစီခွဲပြီးတော့လေ့လာမယ်။အရင်ဦးဆုံးကဒီ academic ဘိုင်းเนาะဒီ analytical ဆိုတာကခွဲခြမ်းစိတ်ချလူတဲ့သဘောမျိုးနဲ့ရေးထားတာ၃ခုလာမယ်။အဲ့တော့ရှိဒီမှာကတဲ့ accepted the proposal not because it was financially attractive but because it aligned with her long term research goal အဲ့တော့ဒီမှာကဒီအဆိုပြုလာကိုလက်ခံလိုက်သည် not because it was financially attractive เนาะငွေရေးကြွေးရေးအရာ attractive ဖြစ်တယ်ဆိုတော့မတ်လောက်ရှာ ူပေါ့နော်ဒီဆွဲဆောင်မှုရှိတဲ့အတွက်ကြောင့်မဟုတ်ပါဘူးတကယ်တကယ်ရည်ရွယ်ချက်က it align with her long term research ကိုသူမရဲ့ရည်ရှိသူတည်တနာပန်းတိုင်းနော်ဒီဟာဒီနဲ့ align ဖြစ်တဲ့ဆိုတာကဒီကိုင်းညီတာကိုပြောခြင်းဖြစ်တယ်နော်ကိုင်းညီတဲ့အတွက်ကြောင့်မို့လို့ဒီ proposal ဆိုပြူးလွားကိုသူမက accepted လက်ခံလိုက်သည် example 2 the policy was implemented not because it was politically popular but because it addressed an urgent social need အဲ့တော့အဓိက main clock က the muwada ကို was implemented လက်တွေ့အကောင့်တန်ဖော်လိုက်ပါပြီ not because it was politically popular နိုင်ငံရေးအရာ popular ဖြစ်တယ်ဆိုတာက လူကြိုက်များခြင်းကြောင့်မဟုတ်ပါဘူး but because it address an urgent social need အရေးပေါ်လူမှုရေးအရာလိုအပ်မှုကို address လုပ်ပေးနိုင်တဲ့ဖြေရှင်းပေးနိုင်တဲ့အတွက်ကြောင့်ဒီ muwada ကိုလက်တွေ့အကောင့်တန်ဖော်လိုက်ခြင်းဖြစ်သည် example 3 the theory gain recognition, not because it was flawless, but because it open new direction for inquiry အဲ့တော့အဲ့ဒီ theory เนาะဒီ theory ကိုတဲ့ theory ကတဲ့ gain ဆိုတာရရှိတယ်ပေါ့เนาะ recognition ဆိုတာအတိအမှန်ပြမှုကိုသူကရတယ်ဘာကြောင့်လဲဆိုတော့ not because it was flawless အဲ့ theory ကလုံးဝအပြစ်အနာအဆာကင်းနေလို့မဟုတ်ပါဘူး but because it open new direction for inquiry inquiry လုပ်တယ်ဆိုတာစူးစမ်းတာပေါ့เนาะအဲ့တော့ inquiry လုပ်ဖို့အတွက်သူကနေပြီးတော့မှ new Declaration ဆိုတာကကျွန်တော်တို့အခွင့်အလန်လမ်းကြောင်းအသစ်တွေကိုဖွင့်ထားပေးတဲ့အတော့ကြောင့်ဒီ theory ကအိမှန်ပြုခြင်းကိုလက်ခံရရှိသည်နောက်တစ်ခုကျမတို့ဒီ professional သို့မဟုတ် reflexive เนาะဒီ professional အရေးအသားသို့မဟုတ် reflexive ဆိုတာကဒီစင်ချင်းသုံးသပ်ပြီးတော့ review ရေးပေးတဲ့အရေးသားမျိုးမှာလည်းဒီ not because bad because ကိုသုံးတယ်အဲ့တော့ exam မှာသုံးကြောင်းစကြည့်မယ် he resign not because he lacked the ability but because he sought at greater challenge အတော့ကသူက resign လုပ်တယ်ဆိုတော့ကိုပါကိုသဘောနဲ့ကိုနှုတ်ထွက်တာကို resign လုပ်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ not because he lacked the ability သူကလုံးနိုင်စွမ်းမရှိလို့အလောက်ကနေနှုတ်ထွက်ခြင်းမဟုတ်ဘူး but because he sought see sought see again တော့ရှာဖွေတာ a greater challenge ပို့ပြီးတော့ဒီ greater ကြီးမားတဲ့စိန်ခေါ်မှုကိုရှာဖို့အတွက်အလုပ်ကနေပြီးတော့ထွက်သွားခြင်းဖြစ်ပါတယ် example 2 the decision was made not because of external pressure but because of ethical responsibility အဲ့အဲ့ဆုံးဖြတ်ချက်ကို the was made ချမှန်းလိုက်တယ်ဘာကြောင့်လဲတော့ not because of external pressure ပြန်ဖဖိအားကြောင့်မဟုတ်ရပါဘူး but because of ethical responsibility ဒီကျင့်ဝတ်နဲ့ဆိုင်တဲ့ responsibility တောင်း ွန်ယူမှုကြောင့်เนาะဒီအဲ့ဒီဆုံးဖြတ်ချက်ကိုခြားရခြင်းဖြစ်သည်အဲ့တော့ဒီမှာလေ non because ရဲ့အနောက်မှာ sergeant ဘာပါလဲ cross လဲရိုင်းလိုက်လို့ရတယ်ဘာကြောင့်လဲဆိုတော့ကျမတို့ဒီသူ့ကိုဒီ constructive subordinating conjunction လို့ပြောထားတဲ့အတွက်ကြောင့်ကျမတို့ sergeant ဘာလဲရေးလို့ရတယ်လို့ဒီ subject ကဒီ very obvious เนาะအရင်ကိုသိတာเนี่ยဒါ ਉਹ ပဲထပ်ခါထပ်ခါညွှန်းနေတယ်ဆိုရင်ကျမတို့ဒီပြန်မရေးပဲနဲ့လीဒီဟိုပါဘောเนาะဒီ noun phrase နဲ့ geldi. Evet. ရေးလို့ရတယ်เนาะအဲ့တော့နောက်တစ်ကြောင်ဆက်ကြည့်မယ် The company succeeded not because of luck but because of consistent strategies planning အဲ့တော့အဲ့ဒီ company ကအောင်မြင်မှုကိုရရှိသည်အောင်မြင်ခဲ့ပါသည် not because of luck ကံတရားကြောင့်အောင်မြင်တာမဟုတ်ဘူး but because of consistent strategies planning เนาะ consistent ဖြစ်စေစွာကဒီမစုံမနစ်ပေါ်တော့ဒီ strategic မဟာဗျူဟာမြောက်ဒီ planning အစီအစဉ်ဒီဒီချမှတ်နိုင်မှုပေါ်တော့အဲ့ဒီအတွက်ကြောင့်ဒီက 咱们那个奥米茄皮表里。啊 နောက်တစ်ခုကကျမတို့ဒီ literally ပေါ့နော်ဒီစပေးအရေးသားသူမို့ဒီ emotion နဲ့ပိုင်းเนาะဒီစိတ်ခံစားချက်တွေနဲ့ထည့်ပြီးတော့ရေးတဲ့ရေးသားမှာလဲ not be god bad be god ကိုသုံးတယ်အဲ့တော့ example ကြည့်မယ် she forgave သူမခွင်းလွှတ်လိုက်တယ်တဲ့ she forgave him not because she had forgotten the past အတိတ်ကိုသူမမေ့သွားလို့သူ့ကိုခွင်းလွှတ်တာမဟုတ်ဘူး bad be god she choose peace over resentment ဒီ resentment ကဒီအဲ့ဟောပေါ့နော်ဒီမှန်ရလွယ်အောင် bitterness ခါ ီးမှုเนาะအဲ့လိုမျိုးဘာသာပြန်လိုက်မယ်အဲ့တော့မကြေနန်းချက်ထက်ဒီ peace ငြိမ်းချမ်းမှုကိုသူမကရွေးချယ်လိုက်တဲ့အတွက်ကြောင့်ဟိုဗာလဲသူ့ကိုသူမကခွင်လွှတ်လိုက်ခြင်းဖြစ်တယ်အတိတ်ကိုမေ့သွားလို့မဟုတ်ဘူးငြိမ်းချမ်းမှုကိုရွေးချယ်လိုက်တဲ့အတွက်ကြောင့် okay เนาะ example 2 he stayed not because he was obliged to but because he genuinely cared အဲ့တော့ဒီမှာဆိုသူကတဲ့ main clause ကအရှိကဟာနော်သူဆက်ပြီးတော့နေနေတယ်ရှိနေပေးတယ် not because he was obliged to obliged ကိုကျွန်တော်တို့ require လို့ဘာသာပြန်မယ်နော်သူရှိနေဖို့လိုအပ်နေတဲ့အတွက်ကြောင့်မဟုတ်ရပါဘူးတဲ့ but because he genuinely care အမှန်တကယ်ကိုမှသူကဒီညာနဲ့ပတ်သက်ပြီးတော့ဒီဟောပေါ့နော် genuinely စိတ်မှန်စွာနဲ့ care ကယူဆိုင်တဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာသူရှိနေပေးခြင်းဖြစ်တယ် is a mother the artist created the piece no master p lo myo bo not because uh, not because he wanted fame but because expression was his only escape အဲ့တော့ဒီဒီ artist ပေါ့နော်အမှုပညာဖန်တီးရှင်က created the piece ဒီသူရဲ့လက်ရာကို created ဖန်တီးခဲ့ပါသည်ဒါက main clause not because အဲ့ဒါကြောင့်မဟုတ်ဘူး he wanted fame ကြော်ကြောင်းမှုကိုလိုချင်လို့မဟုတ်ပါဘူး but because expression အဲ့လိုပေါ်ပြခြင်းကဒါလည်းရင် was ဖြစ်ပါတယ် his only escape သူရဲ့စိတ်လွန်မြောက်ရာပေါ့နော်သူသူ့စိတ်ထဲမှာမွန်းကျက်နေတဲ့အရာတွေကိုဒီလိုမျိုးဖန်တီးပြီးတော့သူက expression ပေါ်ပြခြင်းဖြစ်ပါတယ်တဲ့เนาะအဲ့တော့ကျွန်တော်တို့ဒီ not because dot bad because ကို သုံးတဲ့နေရာမှာပေါ့နော်အဲ့တော့ comma အစားကျွန်တော်တို့ swimming column နဲ့လည်းရေးလို့ရတယ်သို့တော့ဒီ paragraph တစ်ခုမှာပေါ့နော်ကျွန်တော်တို့ကဒီ not required but because တွေကိုထပ်ပြီးတော့ရေးတော့မယ်ဆိုရင် comma နဲ့ကြတော့ရေးလို့ရပြီမယ် swimming column နဲ့ရေးမယ်ဆိုရင်ဒီနှစ်ခုထပ်ပို့ပြီးတော့မရေးမိစေနဲ့နော်အဲ့တော့အဲ့တော့ကဒီ punctuation mark ဒီဟိုပါပေါ့နော်ဒီ playlist ကိုလုံတဲ့အခါကျရင် comma ရော semicolon ရော m dot တို့ n dot တို့နော်ဒီ hyphen တို့ဒီအကြောင်းအရာတွေကျွန်မပြန်တင်လာ တီတက်လုတ်ပြီးမှဖြစ်တယ်အဲ့တော့လောလောဆယ်မှာကြာတော့ဒီစီမီကော်လန်နဲ့ဒီကော်မာဆိုတဲ့နေရာမှာ SR2 လို့ရတယ်ပေါ့နော်အဲ့တော့ဒီ bad because ဆိုတဲ့ second လုံးရဲ့အရှိမှာပေါ့နော်အရှိက main clause နဲ့ခြားထားတဲ့နေရာမှာကော်မာ SR စီမီကော်လန်ကို သုံးလို့ရတယ်ဒီ subject ကဒါအကူမှာဒီ main subject ကဒီဒါဝဘက်ထက်ခါထက်ခါပြောနေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီအနောက်မှာ bad because ဆိုလို့ဒီ not because လို့အဲ့ဒီအနောက်မှာ subject ကမရေးပဲနဲ့ noun နဲ့ရေးလဲရတယ်နော် ကြီးမှာဆိုရင်သူပေးထားတယ် she accepted the offer not because of money but because of passion or not because you are အနောက်မှာစာကြဖာမလာတော့ဘဲနဲ့ကျွန်တော်တို့ noun phrase လာသွားတယ်ဒီ but because ရဲ့အနောက်မှာလည်းဒီ noun phrase လာသွားတယ်ပေါ့နော်ဒီလုံးဝဒီ obvious ဖြစ်နေပြီဆိုရင်ထပ်ပြီးတော့မရေးလဲရပါတယ်နောက်တစ်ခုကကျွန်တော်တို့ non that but that နော်အဲ့တော့ no because နဲ့ bad because နဲ့ကဒီ not that bad that နဲ့ကအတူပဲတူတူပဲနော် similar ဖြစ်တယ်လို့ပြောလို့ရတယ်အဲ့တော့ two year stretcher ဒီလည်းကျွန်တော်တို့အရင်ဦးဆုံး main clause လာမယ်အဲ့တော့ main clause လို့ပြောတဲ့အတွက်ကြောင့် sergeant never ပါတယ်ဝဲကြအရင်လာမယ်ပြီးတော့မှ not that bad that နော်အဲ့လိုမျိုးပုံစံနဲ့ရေးမယ်အဲ့တော့အဲ့ဒီ not that bad that ဆိုတဲ့အနောက်မှာကျွန်တော်တို့ဘာလိုက်လဲဆိုတော့ clause လိုက်တယ်ဆိုတာလေးသတိထားပေးပါအဲ့တော့သူဒီ not because bad because နဲ့တူတူပဲလို့ပြောထားတယ်နော်အဒီအဒီ not that bad that ကိုဘယ်လို ုံနေသားမျိုးမှာတွားပြီးတော့သုံးလဲဆိုတော့ဒီ statement လို့ခေါ်တဲ့ဖော်ပြချက်ကိုကျမတို့ကဒီနိုင်ရင်ညင်းဆိုတဲ့အခါမှာသုံးတာနော်အကြောင်းပြချက်အတွက်ဆိုရင် not because bad because ကိုသုံးမယ်ဒီ statement ဖော်ပြချက်ကိုညင်းဆိုတဲ့အတွက်အခါမျိုးမှာဆိုရင်တော့ not that to bad that to ကိုသုံးပေးမှာဖြစ်တယ်နော်အဲ့တော့အဲ့ဒါကဒီကျမတို့ဒီပြောလိုက်တဲ့ idea တခုကိုပို့ပြီးတော့မှန်သွားစေဖို့အတွက်ရည်ရည်ချင်းဖြစ်တယ်ဒီ qualify ဖြစ်တဲ့ကြတာလှအောင် ရေးထားတဲ့သဘောပေါ့နော် qualify ဖြစ်အောင် ောင်းဒီ correct အမှန်ပြင်ပေးတဲ့အနေအထားမျိုးမှာတုံချင်းဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ကိုကျမတို့ဒီဒီ reflexive လို့ခေါ်တဲ့ဒီသုံးသပ်ချက်အရေးတာ empathetic လို့ခေါ်တဲ့အလေးနက်ထားပြီးပြောချင်တဲ့အရေးတာ literally လို့ခေါ်တဲ့စပေးအရေးတာတွေမှာတွေ့ရမှာဖြစ်ပါတယ် အဲ့တော့ကျမတို့ဒီ advanced word ကြလေးတွေကို၃မျိုးခွဲပြီးတော့လေ့လာမယ်။ number A အုပ်စုမှာကဒီ academic အခြေသာဒီ analytical ခွဲချမ်းစိတ်ဖြာပြီးတော့ရေးတဲ့အခါမျိုးမှာပေါ့နော်ဒီ statement တခုနော်ဒီ statement ကိုကျမတို့ဒါကြောင့်မဟုတ်ဘူးဒါကြောင့်ဖြစ်ပါတယ်အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ not that ဘာသာကိုသုံးခြင်းဖြစ်တယ်။အဲ့တော့လာပြီး the reform ဒီပြုပြင်ပြောင်းလဲရေးကတဲ့ fail ဆိုတာကဒီကြာရှုံးခဲ့တယ်ပေါ့နော်။ not that the proposal lack merit နော် lack merit အရည်အချင်း lack မရှိခြင်းကြောင့်မဟုတ် Poo, but that it face resistance from the entrance ဒီ in our uh, interest เนาะ interest ရာကဒီအကျိုးစီးပွားပေါ့เนาะဒီ entrance ရာကဒီအောက်ခြေဒီအမြင့်တွယ်နေတဲ့အကျိုးစီးပွားတွေရဲ့ resistance ရာကဒီစန့်ကျင်မှုကိုရင်ဆိုင်ရတဲ့အတွက်ကြောင့်ဒီဒီပြုပြင်ပြောင်းလဲရေးကြီးကကြာရှုံးခဲ့ခြင်းဖြစ်တယ်เนาะ example 2 the starry impact เนาะဒီလေးလာမှုရဲ့ impact ဆိုတာတက်ရောက်မှုကိုတဲ့ was limited ကန့်သတ်ထားသည်เนาะအရှိမအကုန်လုံးက main clause တွေပဲเนาะ not that the finding was in significant and significant ဆိုတာက and important ကိုပြောခြင်းဖြစ်တယ်။ဘာသာ they were misunderstood by policy maker ဒီမူဝါဒကိုချမှန်းသူတွေက misunderstood ဆိုတာကဒီနားလည်မှုလွဲတဲ့အတွေ့အကြုံသာဖြစ်တယ်။ဒီဒီ finding ဆိုတာက research finding ပေါ့နော်။ဒီရှာဖွေတွေ့ရှိမှုတွေကဒီ insignificant ဆိုတာကအရေးမပါခြင်းကြောင့်မဟုတ်ဘူး။ဒီလင်းလာမှုရဲ့တည်ရောက်မှုကိုကန့်သတ်ထားတဲ့အရာတွေက အရေးမပါလို့မဟုတ်ဘူး။ policy policy maker တွေရဲ့ဒီ misunderstood เนาะဒီနားလည်သဘောပေါက်မှုလွဲခြင်းကြောင့်ကန့်တန့်ခြင်းခံရခြင်းဖြစ်တယ်အဲ့ဒါသိရမယ်နော် example 3 the technology progress slowly လဲဒီနည်းပညာကနော် progress ဖြစ်တယ်ဆိုတာက increase ဖြစ်တာကိုပြောခြင်းဖြစ်တယ်ဖြည်းဖြည်းချင်း progress ဖြစ်လာတယ် not that innovation was absent innovations were created ကိုပြောတာเนาะအဲ့တော့ဒီ sample တီထွင်မှုမရှိခြင်းကြောင့်မဟုတ်ပါဘူး but that regulation delay it application regulation ကဒီ rule and regulation ပြောတာเนาะဒီစီမင်းစီကံတွေက delay ဖြစ်တယ်ဆိုတော့နှောက်နေကြမ်းကြတာ it application apply လုပ်တဲ့နေရာမှာเนาะဒီအသုံးချတဲ့နေရာမှာနှောက်နေကြမ်းကြတဲ့အတွက်ကြောင့် နည်းပညာရဲ့တိုးတက်မှုကဒီ slowly ပေါ့နော် slowly progress ဖြစ်ခြင်းဖြစ်ပါတယ်။နောက်တစ်ခုကျမတို့ professional နော် formal အရေးသားနဲ့ရေးမယ်။အဲ့တော့ she decline the offer အဲ့ဒီ ကန့်လန့်မှုကိုပေါ့နော်သူမက decline လုပ်တယ်ဆိုတာကညင်းဆိုတာ not that she doubted their integrity integrity ကိုမျက်လုံးထဲမှာဆန်းနေတယ်ဆိုရင် honesty လို့မြင်လိုက်နော်အဲ့တော့သူတို့ရဲ့တမာတိယူတာမှုကို သူမက doubted တန်တရားဝင်ခြင်းကြောင့်မဟုတ်ပါဘူး but that she prefer to remain independent independence ဆိုတာအမိကိုကင်းကင်းနဲ့ဆက်လက်ပြီးတော့နေဖို့တဲ့သူမက prefer to prefer the proposition to နဲ့တွဲနော်ရွေးချယ်တဲ့နေရာမျိုးမှာသုံးတယ်အဲ့တော့ independent လောလော န်လန်နဲ့ဆက်ပြီးနေခြင်းနဲ့အတွက်ကြောင့်သူမကသူတို့ရဲ့ကံလန်မှုကိုဒီကလိုင်းညှင်းဆို့ခြင်းဖြစ်ပါသည်အေဇမတူ the board postpone their decision ဒီဘုတ်အဖွဲ့ကနော်နေဆုံးဖြတ်ချက်ကို postpone ရွှေ့ဆိုင်လိုက်တယ်လေယာယီ not that they were undecided မသေးချလို့မသေးချမရေရာလို့မဟုတ်ဘူး but that they require additional verification နော် additional verification ဆိုတာကဒီနောက်ထပ် addition ပြုချက်တွေကို require လိုအပ်နေသေးတယ် တဲ့အတွက်ကြောင့်ဆုံးဖြတ်ချက်မချဘဲနဲ့ postpone လုပ်ထားခြင်းဖြစ်တဲ့ Asia Madri the project was suspended you know အဲ့တော့ suspended ဆိုတာကဆိုင်းငံ့တာပေါ့နော်အဲ့တော့ဒီ project ကိုတဲ့ suspended ဆိုင်းငံ့ထားပါသည် not that it lack funding ပတ်စံငွေကြေးအထောက်အပံ့မရှိလို့မဟုတ်ဘူး lack funding เนาะ but that the objective သူတို့ချမှတ်ထားတဲ့ဒီရည်မှန်းချက်တွေက needed redefining เนาะပြန်ပြီးတော့သတ်မှတ်ဖို့အတွက်ဒီ objective ဥတီချက်ဒီမှန်းချက်တွေကို redefine လုပ်ဖို့အတွက်လိုအပ်နေတဲ့အတွက်ကြောင့်မို့လို့ဘာလို့လဲ suspend ဆိုင်းငံ့ န့်ထားခြင်းဖြစ်ပါသည်။ရအောင်နော်။ နောက်ကျမတို့ literally meaning ပေါ့နော်ဒီစာပေအရာ the most emotion နဲ့စိတ်ခံစားချက်အရာသုံးတဲ့နေရာမှာလဲ not that but that ကိုသုံးတယ် exam မှာစာကြည့်မယ် she remain silent သူမတတိစိတ်ဆက်ပြီးတော့နေတယ်ဒါက main clause အနောက်မှာ clause လိုက်လာပြီ not that she had nothing to say ပြောစရာစကားမရှိလို့မဟုတ်ပါဘူး but that what could no longer express what he felt သူမဘာခံစားရတယ်ဆိုတာကို second လုံးတွေက ဖော်ပြနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်စကလုံးတွေနဲ့ဖော်ပြခြင်းကမစွမ်းနိုင်တဲ့အတွက်ကြောင့်တိတ်တဆိတ်နေခြင်းဖြစ်တယ်။အဲ့တော့ဒီဝက်ကြောင့်ပါလေ no longer the adver เนาะ no longer တို့ no sooner တို့က adver เนาะအဲ့တော့သူ့ကိုကျွန်တော်တို့ adver ဖြစ်တဲ့အတွက်ကြောင့် main ဘွားရဲ့အရှိမထားပြီးတော့ရေးမယ်ဘတ်တူဘီဆိုရင်တော့ဘတ်တူဘီရဲ့အနောက်မှာထားပြီးတော့ရေးမယ်ဒါလေးသတိထားပြီးနော် example 2 she smiled faintly နော် faintly or slightly ပြုံးယောင်လေးပြုံးတာ not that he was happy ပျော်လို့ပြုံးတာမဟုတ်ဘူးတဲ့ but that he had finally accepted his fate သူရဲ့ကံကြမ္မာကိုနောက်ဆုံးမှာသူကလက်ခံလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကပြုံးလိုက်ခြင်းဖြစ်တယ် Examadri the city slept not that it was peaceful but that it had grown weary or chaos no တွဲတွဲရဲ့ဘာသာပြန်မယ်နော် weary or chaos ဆိုတာဒီမှာရှုပ်ထွေးမှုကြောင့်နော်ဒီ chaos ဆိုတာဒီဖယူဖယဲဖြစ်တော့ chaos လို့ခေါ်တယ်အဲ့ဒါကြောင့်မို့လို့သူကဘာဖြစ်လာလဲဆိုတော့ညင်းငွေ့သွားတာပင်ပန်းသွားတာအဲ့တော့ ဒီမြို့ကြီးอ่ะဗောနော်ဆက်လက်ဖြစ်နေကြအိမ်မောကြရင်တော့မဟုတ်တိတ်ဆိတ်ထောက်ကသွားတာကိုပြောခြင်းဖြစ်တယ်ငိမ့်ချမ်းတွေလို့တိတ်ဆိတ်တာမဟုတ်ဘဲねဒီရှုပ်ထွေးမှုတွေကြောင့်เนาะငင်းငွေ့သွားတဲ့အတွက်ကြောင့်မြို့ကြီးကလူချိတိတ်ပြီးတော့အဲအဲ့လိုမျိုး ဖြစ်သွားတယ်လို့ပြောခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ပြောပြသွားတဲ့ဒီသင်ခန်းစာကို summarize လုပ်မယ်။ not because but because ကကျွန်တော်တို့အကြောင်းပြချက်သို့မဟုတ်ဒီ causes အကြောင်းတရားတွေရဲ့ contract စမ်းကျင်မှုကိုဖော်ပြတဲ့နေရာမှာ ုံးတဲ့ဒီ logically အရာနော်ဒီရှင်းရှင်းလင်းလင်းဖော်ပြတဲ့တန်လေးတန်ထားမျိုးနဲ့တုံးချင်းဖြစ်တယ်အိမ်ဆမ်းမှကြည့်မယ် she stay not because of duty but because of love နော်ဒီမေတ္တာတရားကြောင့်သာရှိနေခြင်းဖြစ်တယ်ဒီဝတ်တရားရှိလို့နေနေခြင်းမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်တို့ not that bad နဲ့တခါပြန်ပြောမယ်အဲ့တော့ not that bad ကို သုံးမယ်ဆိုတော့ကျွန်တော်တို့ assumption လို့ခေါ်တဲ့ယူဆချက်နော်ယူဆချက်ဒါကယူဆချက်ဒါကတကယ်တကယ် reality ဒါမျိုး statement ဖော်ပြချက်အဲ့ဒီနှစ်ခု ခုရဲ့ဒီ contract စမ်းခြင်းဘက်သဘောတရားကိုဖော်ပြခြင်းတဲ့နေရာမှာ ုံးနေအဲ့တော့ဒီမှာဆိုရင် exam မှာကြည့်မယ် she stay သူမနေတယ် not that she love him သူ့ကိုချစ်လို့နေနေတာမဟုတ်ဘူး but that she pity him သူ့ကိုတနာတဲ့အတွက်ကြောင့်နေနေခြင်းများသာဖြစ်တယ်အဲ့တော့ဒီဒီ not that but that ကိုသုံးမယ်ကျွန်တော်တို့ reflexive ပို့ပြီးတော့ဖြစ်တယ်ပေါ့နော်ဒီယူဆချက်ကိုဖော်ပြတဲ့နေရာမှာသုံးတယ်အဲ့တော့တတိထားရမှာက not because but because ဒီကျွန်တော်တို့အနောက်မှာ clause လဲရေးလို့ရတယ်လို့ noun phrase လဲရေးလို့ရတယ် not that but that ရဲ့အနောက်မှာ ပါတယ်ကျမတို့ cloth လို့ခေါ်တဲ့စာကြံရဲ့ verb ပါတဲ့ဝဲကြပြတ်လိုက်တယ်เนาะဒါလေးမှတ်ထားပါအရှိမာတယ်ကျမတို့ main clause เนาะစာကြံရဲ့ verb ပါရမယ် not be got but be got ဒီဝဲကြတဲ့ကြောင်းရဲ့အစားအလယ်အဆုံးပုံပိုင်းစလုံးမှာတွေ့ရမှာဖြစ်တယ်အဲ့တော့ use for tit အနေနဲ့ပေါ့เนาะကျမတို့ဘယ်လိုမှတ်မလဲဆိုတော့ not be got but be got ဒီ why ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက် reason causes ကိုမေးတဲ့မေးခွန်းအတွက်အဖြစ် ဒီ not that bad တဲ့ကြတော့ကျမတို့ဘယ်ဟာကအမှန်ဘယ်ဟာကအမှားဆိုတဲ့ဒီ statement နဲ့ယူဆချက်နဲ့ကိုဒီဖော်ပြပေးတဲ့ဒီဟောပေါ့နော်ဒီအဖြေအတွက်တုံချင်းဖြစ်တယ်ပေါ့နော်အဲ့လို့ဆိုရင်တော့အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်